ကျွန်တော်တို့စင်ကာပူနိုင်ငံကအလုပ်တွေကိုအဝေးတနေရာကနေပြီးတော့ work from home အနေနဲ့လုပ်နေတဲ့သူတွေကိုတတိပေးကျင်တာလေးတစ်ခုရှိပါတယ်။လွန်ခဲ့တဲ့တလောက ထိုင်းနိုင်ငံမှာနေပြီးတော့စင်ကာပူကအလုပ်တွေကို work from home အနေနဲ့လုပ်နေတဲ့ညီမတစ်ယောက်ကစင်ကာပူကိုလာတယ်။လာတဲ့အခါမှာထုံးစံတိုင်းပဲဒီ immigration မှာ auto lane ကနေဖြတ်တယ်။ပထမမှန်တကားတော့ပွင့်နေဒုတိယမှန်တကားမပွင့်တာနဲ့သူက ီ immigration officer ရှီကို ရောက်သွားတယ်။ရောက်သွားတော့သူ့ရဲ့ဖုန်းကို စစ်ဆေးတာခံလိုက်ရတယ်။ဖုန်းကိုစစ်တဲ့အခါမှာစာလုံးဝကုမ္ပဏီနဲ့သူနဲ့ဒီ work from home လုပ်ထားတဲ့ဒီအကြောင်းအရာတွေကိုသူတို့တွေတွေ့ရှိသွားတယ်။လာဝကသူ့ဘာပြောလဲဆိုတော့တရားဝင်ခန့်နာတဲ့ဝန်ထမ်းတယောက်မဟုတ်ဘဲနဲ့စင်ကာပူကအလုပ်တွေကိုအဝေးကနေပြီးတော့ပဲဖြစ်ဖြစ် ဒီလိုမျိုး work from home လုပ်တယ်ဆိုတာတရားဝင်မှုမရှိပါဘူးတဲ့အဲ့ဒါကြောင့်မို့လို့သူ့ကိုဒီစင်ကာပူနိုင်ငံထဲကိုဝင်ခွင့်တရားမဝင်အလုပ်လုပ်တဲ့အတွက်ကြောင့်စင်ကာပူနိုင်ငံထဲကိုဝင်ခွင့်မပေးဘဲနဲ့သူ့ကိုပြန်လွှတ်လိုက်တယ်ပြီးတော့သူ့ကိုမှာလိုက်တယ်ဒီစင်ကာပူနိုင်ငံကိုနောက်တစ်ချိန်ပြန်ဝင်မယ်ဆိုရင်ဒီ ICA ကိုအတနာခန်းစာတင်ရမယ်ပေါ့နော်အတနာခန်းစာတင်တာတော့တည်တဲ့အတိုင်းပဲစပွန်ဆာလို့ရတယ် local ဒီ PR တော့မဟုတ်ကျွန်တော်တို့ဒီ citizen ပေါ့တော့မဟုတ်ကိုယ်အလုပ်ကိုယ်အလုပ်တွေပါရခဲ့တယ်ဆိုရင်ကိုယ့်ရဲ့အလုပ်ရှင်ပေါ့သူတို့တွေကသူတို့တွေကမတဆင့်ဒီအတနာခံစာတင်မေးရမှာပေါ့နော်အဲဒီသူတို့ရဲ့ဒီ IC နဲ့အတနာခံစာတင်မေးမှသာကျွန်တော်တို့ကစင်ကာပူနိုင်ငံကိုနောက်တစ်ကြိမ်ဝင်ခွင့်ရမှာပေါ့နော်အဲအဲ့လိုမျိုးသူ့ကိုမှားလိုက်တယ်ပေါ့အဲ့ဒီတော့ကျွန်တော်တို့ဒီ work from home လုပ်နေတဲ့သူတွေအနေနဲ့ဒီစင်ကာပူနိုင်ငံကိုအလုရှာဖို့ဖေဖေဖေအလဲလာအလဲလာဖို့ ဘယ်ဖြစ်ဖြစ်စလုံးဝင်မှု ရှိလာတဲ့အခါကျရင်ဒီ work from home လုပ်ထားတဲ့အကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်တို့အနေနဲ့အကုန်လုံးဖုန်းထဲကနေရှင်းထုတ်လာခဲ့မှုအတွက်ကိုအရန်အရေးကြီးပါတယ်ဒီဒါကဒီညီမလေးတယောက်တည်းမဟုတ်ပါဘူးသူ့မတိုင်ငယ်မှာကျွန်တော်သိတာနောက်တစ်ယောက်ရှိတယ်နောက်တစ်ယောက်ဆိုရင်ပို့ပြီးတော့ဒီနှမျိုးဖို့ကောင်းတယ်ဗောနော်ဘာကြောင့်လဲဆိုသူဆိုရင်ဒီ aspect banning ဖြစ်နေတဲ့အချိန်မှာသူဝင်လာလိုက်တာ aspect banning ဖြစ်နေတဲ့အချိန်မှာသူဝင်လာလိုက်တာအဲ့လိုမျိုးပဲ ဒီ work from home လောက်တာတွေ့သွားပြီးတော့သူ့စစ်ဆေးတာမိသွားပြီးတော့ဒီလှည့်ပြန်သွားတာပေါ့နော်သူဆိုရင်အရန်နှမျောဖို့ကောင်းတာပေါ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့စာလုံးဒီဝင်ဖို့ရှိတယ်ဆိုရင် work from home လုပ်နေတဲ့သူတွေအနေနဲ့လုံးဝဒီဒီလိုကိစ္စတွေကိုဖုန်းထဲမှာ totally ရှင်းအောင်လုပ်ပြီးတော့မှဝင်လာဖို့အတွက်ကိုအကြံပေးခြင်းပါတယ်။နောက်ကိစ္စတစ်ခုကတော့ကီလိုအယောင်းပဲကိစ္စပေါ့နော်ကျွန်တော်တို့စာလုံးမှာအလုပ်လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်စာလုံးအလေလာတဲ့သူတွေပဲဖြစ်ဖြစ်တချို့က ဒီကို့မှာအသွားပြန်ပို့တဲ့ကီလိုတွေကိုကီလိုအယောင်းဝယ်လုတ်တက်ကြတယ်ဒီကီလိုအယောင်းဝယ်လုတ်တက်ဆိုတာတရားဝင်အလုံးမဟုတ်ပါဘူးစာလုံးမှာလုံးလို့မရပါဘူးကျွန်တော်တငယ်ချင်းရဲ့အမျိုးသမီးကလုံခဲ့တဲ့တလောကစာလုံးအလဲလာတယ်သူအမျိုးသားရှီကိုအလဲလာတော့သူပို့တဲ့ကီလိုတွေကို သူရန်ကုန်မှာသူရောင်းလာတယ်ရောင်းလာပြီးတော့အဲ့ဒီပစ္စည်းလေးတွေသူတယ်လာပေးတယ် သူလဲဒီ immigration အဝင်မှာမှန်တကားမပွင့်နာနဲ့သူလဲ officer ရှိကိုရောက်သွားပြီးတော့ဖုန်းစစ်တာခံလိုက်ရတယ်။သူနဲ့ဒီကီလိုဝယ်ထားတဲ့သူနဲ့ဒီအပြန်အလှန်ပြောထားတဲ့ဇကားတွေကိုပေါ့နော်။ဒီ messenger မှာသူတို့ကတွေ့သွားတယ် မြန်မာလိုပြောထားပေမဲ့လည်း translate နဲ့စစ်လိုက်တော့ဒီကီလိုရောင်းတိုင်းကိစ္စတွေပေါ်သွားတယ်ပေါ်သွားတော့သူ့ကိုဒါဒီအလေလာပြီးတော့ဒီလိုမျိုးစီးပွားရေးလုပ်လို့မရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့နော်သူ့ကိုစာလုံးဝင်ခွင့်မပေးဘဲနဲ့ဒီမြန်မာပြည်ကိုပြန်လွှတ်လိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အထူးသဖြင့်ဒီအလေလာတဲ့သူတွေဒီလိုမျိုးကီလိုရောင်းနေဆိုတာကဟို လင်းစိတ်လေးကာမီယွန်ကီလိုရောင်းလိုက်တဲ့ဆိုပေမဲ့လည်းရတာကလည်းအများကြီးမဟုတ်ပါဘူးဒီငွေအမောင်လေးတစ်ခုတည်းနဲ့တစ်ခုခုဖြစ်သွားခဲ့တယ်ဆိုရင်စာလုံးနောက်တစ်ချိန်ဝင်မှုအတွက်ကိုအရန်ခက်ခဲသွားပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့ကို့မှာဒီကို့စပွန်ဆာလုပ်ပေးမယ်ဒီ PR တို့ Citizen တို့ရှိတယ်ဆိုရင်တော့တမျိုးပေါ့နော်အဲ့လိုမျိုးမရှိရတဲ့လူတွေအနေနဲ့ဒီ နောက်တစ်ချိန်စာလုံးဝင်မှုအတနာခံစားတင်မှုအတွက်ကိုအရန်ခက်ခဲသွားလိမ့်မယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ဟိုအကြံပေးချင်ပါတယ်ဒီဟိုပတ်စံလည်းအများကြီးရတာလည်းမဟုတ်ဘဲနဲ့ကိုယ်မှာပို့တဲ့ကီလိုတွေကိုအလိုမျိုးအယောင်းဝယ်လုပ်တဲ့ကိစ္စတွေမလုပ်ဘူးပေါ့နော်နောက်တစ်ခါအလုပ်လုပ်နေတဲ့သူတွေလည်းဒီလိုမျိုးတရားဝင်မဟုတ်တဲ့အလုပ်ကိုမလုပ်မလုပ်သင့်ဘူးပေါ့နော်ဒီ မတော်တဆလောက်တာမိွားခဲ့တယ်ဆိုရင်ဒီနိုင်ငံမှာအလုပ်လုပ်ခွင့်ပါဆုံးရှုံးသွားလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အကြံပေးချင်ပါတယ်သူတို့နိုင်ငံမှာကဟိုမမိရင်တော့မဖြစ်ရင်တော့ဘာမှမဖြစ်ဘူးဖြစ်ခဲ့ရင်တော့ဒါတွေအကုန်လုံးကတရားဝင်သတ်မှတ်ထားတဲ့ဟာတွေမဟုတ်တဲ့အတွက်ကိုယ်မှနေထိုင်ခွင့်နေဆုံးရှုံးသွားမယ်နောက်တစ်ခါအလေလာခွင့်ဆုံးရှုံးသွားနိုင်တဲ့အတွက်မလုပ်ဘူးအတွက်ကိုကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်